ားလုံးပဲမင်္ဂလာပါရှင်။ရောပိတာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆရာချမ်းမြေဝင်းဘာသာပြန်ရေးသားထားတဲ့တာရဲ့စိတ်တဲ့ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းကပေါ့ဖတ်ပြပေးသားမှာပဲဖြစ်ပါတယ်။ရှောင်မပြေးပဲတင်ယူပါ။ဆွဲဝါလီယိုမင်းသား။ဝါရန်ဘီတီကအီဇာအတော်ကိုမျှခဲ့တာ။ ိတ်ချောတိတ်လာတဲ့ကောင်မလေးတော်တော်များများနဲ့တွေ့ဘူးတယ်။အင်တာဗျူးတစ်ခုမှာသူ့ကိုမေးတယ်။အခုလိုကောင်မလေးတွေအများကြီးနဲ့တွေ့ခဲ့တာဘယ်လိုပြရစီတွေဆောင်ထားတာလဲရှင်နဲ့ပြည်သမကောင်မလေးတွေကိုဖြေစားသလားပြောလိုက်တာပဲဗျ။မင်းကလည်းတွေ့မလားပေါ့။အဲ့လိုပဲမေးလိုက်တာတဲ့။ WarrenBT ကပြန်ပြေတယ်။အင်တာဗျူးတဲ့သူကလည်းနှလုံးပြူသွားတာပေါ့။ဟာအဲ့လိုတက်တက်သွားပြောတော့အဆင်ပြေပါမလား။ခဏခဏပါရိတ်ခံရတာပေါ့။အဲ ပိုင်းရင်ခံရပဲရေးစားဖြစ်သွားတဲ့အချိန်တွေနဲ့အများကြီးပြ။သူနီးမြူဟာကထိရောက်တယ်ပြောရမယ်။ရေးစားတဏ္ဍာန်ကိစ္စတစ်ခုရဲ့ကိုပြောတာမဟုတ်ပါဘူး။ဘဝမှာဘာလို့လို့ဒီလိုစိတ်ကမျိုးထားမှုတော့လို့လဲ။တပတ်ပုံတစ်ခုရှိတယ်။အတောင်းရင်မရတဲ့။ဒါပေမဲ့လူချင်းနာကိုတောင်းဖို့ကျွန်တော်တို့တွေအမြဲတစေတွန်းဆုံနေမိကြတယ်။ဟင်းဆိုတဲ့အပြေပုံမကြရဲဘူး။အငင်းမခံရဲဘူး။ဒီတော့မတောင်းဘူးမပြောဘူး။ ဒီတော့ဘာမှမရဘူးမတောင်းရင်မရဘူးဆိုတာကိုသိပေမဲ့အငင်းခံရတာထက်တော့သာပါသေးတယ်ဆိုပြီးဖြစ်သိမ့်တယ်။ငါဘာလို့ချင်းတယ်လဲဘယ်သူမှမသိဘူး။ဒီတော့ငင်းပယ်တာကိုလည်းမခံရတော့ဘူးဆိုပြီးရှေ့ကိုကြိုးပြီး blank shot လက်လျှော့လိုက်ကြတယ်။ပုံပြတစ်ပုတ်နားထောင်ပါ။လက်သမားတယောက်ရှိတယ်။လက်ထွန်းနေရင်ပောက်တူးကြိုးစားရော သူစဉ်းစားတယ်။ဟောပဲအိမ်ကလက်သမားစီမှာပောက်တူးတောင်းခိုင်းရင်ကောင်းမလား။သူ့မှာအပေါ်တစ်ခုရှိတယ်။ အဖက်အင်ကိုသူ့လမ်းလျှောက်သွားတယ်။သူ့လမ်းလျှောက်နေရင်သူပြေးမိတယ်။ငါ့ကိုပေါက်တူငှားရမလားမသိဘူး။လမ်းဆက်လျှောက်နေရင်ထက်တွေးမိပြန်တယ်။ငါလာဖို့ထင်တယ်။ဒါဆိုရင်တော့ဒီလိုအတော်ဆိတ်ဖို့တာပဲ။ကို့မှာအပူရှိနေတဲ့အတိုင်းငါချင်မှုဆိုတော့အချင်းမကောင်းဘူးပေါ့။အဖက်အင်တကရှေ့ဝရောက်တဲ့အထိအတွေးစားမပြတ်သေးဘူး။ငါမှမဟုတ်ဘူးဒီလိုပုံစံကြည့်ရလူတစ်ဖက်သားကအကူအညီပေးချင်စိတ်ရှိမှမပေါ်ဘူး။ အိမ်တကားကိုခောက်လိုက်တယ်။အိမ်ရှင်ကတကားလာခွင်းတယ်။မင်းပေါ့သူ့ကိုတီးကောင်းတီးတယ်မငှားဘူးဟဲ့ငှားလေလား။ဘဝဘာမှမပြောရသေးခင်မှာ အော်ဆဲပြီးလှက်ထွက်လာလိုက်တယ်။ကျွန်တော်တို့ဘဝမှာဒီလိုအဖြစ်မျိုးဘယ်နှခါကြုံရပြီးပြီလဲ။မဖြစ်သေးတဲ့အခြေအနေတခုကိုကြိုတွေးပြီးပူပန်နေတာငါ့ကိုညင်းလိုက်ရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အပူပင်စိတ်ကြီးနဲ့ခြေတုံချတော်ဖြစ်နေတာ။သမလင်းငါ့ကိုပြန်မကြိုက်ရင်ဘယ်လိုလုပ်မလဲ။ 59ကိုတတိကသဘောမကျရင်ဘယ်လိုလုပ်မလဲအယံနဲ့အတက်ဆန်းအတက်ဆန်းတယ်လို့ထင်သွားရင်ဒုက္ခပဲအယံလောဘကြီးတယ်လို့မြင်သွားရင်ပြဿနာပဲကပ္ပရဲ့ဘလုံးနေတယ်လို့သတ်မှတ်သွားရင်ပြဿနာပဲသာသဖြင့်ကိုလိုချင်တဲ့အဖြေရမယ်လို့မတိမချာမတိချမချင်းမိခွန်းတစ်ခုကိုမမြင်ရဘူးသဘောထားကိုမပြောရဘူးကျွန်တော်ကျွန်တော်လုပ်ငန်းပတ်ဝန်းကျင်မှာဒီလိုလူငယ်တွေအများလို့တွေ့နေရတယ် ကိုစံပြချက်နဲ့ဘာကိုမှမလှုပ်ရဲဘူးမပြောရဲဘူးအငင်းခံရမှာကိုတင်မလောက်ကြောက်ကြတယ်ဒါပေမဲ့ငင်းလိုက်လို့တင်မသွားပါဘူးငင်းပတ်ခံရခြင်းဆိုတာအဆုံးသက်ရလာမဟုတ်ဘူးခဏကြုံတွေ့ရတဲ့ဆူညောင်းကလပ်တစ်ခုသားဖြစ်တယ်ကျောင်းညာအေဂျင်စီတစ်ခုမှလှုပ်လှုပ်တယ်ဆိုပါစို့ခင်ဗျားစဉ်းစားထားတဲ့ကျောင်းညာအိန္ဒိယတဝက်လကမဆိုးဘူးကောင်းနေထားလိုက်တော့ခင်ဗျားအထက်လူကြီးကအဲ့ဒီအိုင်ဒီယာတဝက်ရဲ့တဝက်ကိုလိုက်ခနေသဘောကျတယ်ဆိုပါစို့ အလောက်အပ်တဲ့လုပ်ငန်းရှင်ကအဲ့ဒီတဝက်ရဲ့တဝက်ထက်ကမှတဝက်လောက်ကိုပဲသဘောကျမှာအဲ့လောက်ဆိုရင်ကိုမစိုးဘူးအတော်လေးဟုတ်နေပြီဒီလိုသဘောကျရင်တော့ခင်ဗျားအနေနဲ့အ ਨੇ ဆုံးကျန်တဲ့ idea 16ခုလောက်တော့စစ်သားထားပို့လို့ရင်ဒီလိုနံပါတ်ဒီလိုနံပါတ်သိရတာကအဆင်ပြေလာပြီကျန်တဲ့ idea 2ခုကိုလက်ခံစီခြင်းသလားဒါဆိုရင်32ခုအေးထား3ခုလက်ခံစီခြင်း48ခုစဉ်းစားထား ၄ခုဆိုရင်68ခုကျွန်냐အလုံးမှဒီမကမကဟုလူပွားမှလည်းအတူတူပဲမြင်းပက်ခံရမှာကိုကြောင်းနေရင်အခွင့်အရေးတွေကိုလွတ်လပ်ရနိုင်မယ်ဟိုတောင်းဆိုသည်မြတ်ကိုဟုတ်ကဲ့ပါဆိုပြီးသဘောတူပြင်နေရင်တော့ကောင်းတာပေါ့သို့တော့ဘဝဆိုတာဒီလောက်မလွယ်ဘူးငင်းပဲ့ခြင်းကိုလက်မခံနိုင်ရင်အောင်မြင်ဖို့အခွင့်အလမ်းတွေအရင်နေသွားလိမ့်မယ်။ပေါတူငားတာပဲဖြစ်ဖြစ် ကြီးစားထားတာပဲဖြစ်ဖြစ်လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်အကုန်လုံးကအခြေခံတူတူပဲအောက်ပါစကပုံကိုနမူနာယူပါမိသားလေးတစ်ပါးနဲ့ညာဖို့အားအကောင်ပေါင်းတထောင်လောက်နန်းသိရင်နန်းရမယ်တဲ့အနေရချင်းကကောင်းပါတယ်ဒါပေမဲ့အရှုံးတိုင်းမှာလည်းတင်ယူစရာတွေအပြည့် Randy Posh ဆိုတဲ့သူက American တိုက်ပံပါရဂူတူနောက်ဆုံးသင်ခန်းစာဆိုတဲ့ တင်းနန်းတို့တခုမှပို့ချပေးဖို့သူကိုဖိုက်တယ်။အဲ့ဒီတင်းနန်းတို့ကမကြခဏလို့ဖြစ်တဲ့တင်းနန်းတခုပါ။ကောင်းစင်ရဲ့အတိတ်ပဲကအဲ့ဒီတင်ခန်းစာသားတင်းရဲ့နောက်ဆုံးတင်ခန်းစာသားဖြစ်ရင်ဘယ်စကားစုတွေပို့ချခဲ့မလဲပေါ့။ဒါပေမဲ့ Randy Bosch အတွက်တော့ဒီတင်ခန်းစာကတကယ်ကိုနောက်ဆုံးတင်ခန်းစာဖြစ်နေတယ်။သူမှကုမြတဲ့ယောဂတခုဖြစ်နေတယ်။ဒါအနှံငယ်လောက်ပါနေဖို့ရှိတော့တယ်။ ေရှင်တရားနဲ့နီလာရန်နဲ့အမြသူ့အာယုံတွေကလည်းတိတ်ကိုစူးစီးနေပြီးပြောကြစကားလုံးတွေကိုစီစိတ်အေးချက်ထားပြီးပြီးအဲ့ဒီတင်နဲ့မှသူပြောပြခဲ့တဲ့ဇလန်တစ်ခုကိုဇလန်တစ်ခုကအရန်ကိုတန်ဖိုးကြည့်တယ်သူကပြောပြတယ်သူငငယ်တုန်းကကျောင်းပေါ်လုံးကအသင်းမှာကစားတယ်လက်ချင်ရင်ပထမနေ့မှာနေမိပြကသူ့ကိုအကြီးအကျယ်ဆိုတယ်တခြားကစားသမားတွေကိုကြည့်လိုက်တော့သူ့လောက်တောင်မှကစားရက်ဘူး သူ့လမပြေနိုင်ဘူးသူ့လမကန်နိုင်ဘူးဒါပေမဲ့ဘာလို့သူကြီးပဲအဆက်ခံနေရတယ်လဲနားနေခမ်းနဲ့ရောက်တော့တယောက်တည်းအဲ့ဒါကိုထိုင်ကြီးထိုင်တွေးပြီးစိတ်ညစ်နေတာပေါ့ခဏကြာတော့နားနေခမ်းနဲ့ကိုလက်ထောက်နေပြဝင်လာတယ်ဟဲ့ကောင်မင်းကငါတို့နေပြကတော်တော်သဘောချနေတဲ့ပုံမဲกว่าလေလက်ထောက်နေပြကရန်ဒီကိုပြောတယ်မဟုတ်တာဗျာကျမကိုတရက်လုံးစူနေတာပဲကောအေးလေအဲ့ဒါကိုပြောတာ မိဘအချိန်ယူပြီးတကူတကစူးစမ်းနေတာကိုကမိမရင်ချင်းရှိမှန်တတိထားမြို့လို့နေအကြကစားသမားတွေကိုဖက်လုပ်ပြီးဆဲမနေတော့ဘူးအဲ့မှာရန်ဒီနာလည်းသွားတယ်ဝေဖန်နေဆုံးမတယ်ဆိုတာမကောင်းလို့မတော်လို့အပြစ်တင်တာတသက်မဟုတ်ပါ တိုးတက်ဖို့အခွင့်အရေးပြောထောင်ပေးခြင်းဖြစ်နိုင်တယ်ချစ်ကျူးခံရတာကကောင်းပါတယ်ဒါပေမဲ့ချစ်ကျူးခံရနေုံနဲ့တော့တိုးတက်မလာဘူးချစ်ကျူးတယ်ဆိုတာမင်းတော်ဟဲ့ကွာ ဒီတန်လေးပဲဆက်ပြေတော်နေပါမင်းလုံးနေတာတကယ်အကောင်မှန်နေဆိုတဲ့သဘောချီးကျုပ်ခံရတာတော့ခဏတာတော့ပြောသွားတာပေါ့ကျောင်းညာဆရာကြီးဒစ်မော်ရစ်ကပြောဘူးလေတခါတော့ကကျောင်းညာဂူရူကြီးရန်ကောလင်းစာသင်နေတာကိုငါနားထောက်ဘူးလေကောလင်းကအပြောဆိုကြတယ်မထင်မထင်သလိုဆူတဲ့ဆဲတဲ့တဲ့အဲ့မှာစာသင်ခန်းထဲကကျောင်းသားတယောက်ရဲ့လက်ရာကိုသူသဘောမကျဘူးသူသဘောမကျတာတက်ကိုပုံပါနဲ့ တတော်ကိုမကြွမနဲ့ဖြစ်သွားတယ်။အဲ့ဒီမှာအဲ့ဒီအကြောင်းသားကို special call လုပ်တာပဲ။ဖက်ထားသမျှသူရေးထားသမျှကိုတစ်ဆက်စီခွဲချမ်းပြီးတော့ကိုပဲပဲနဲ့နဲ့ပွင့်ဖန်တာ။အပြစ်တင်တော့လား။ငါတောင်းဝင်ပြောတော့တော့ပဲ။တမန်တော်ဆရာကြီးသူနားလည်းလောက်ပါပြီပေါ့။ဒါပေမဲ့ calling ကိုကြတော့ငါလည်းမပြောရဲဘူးလေ။တော်ပါသေးတယ်။အခြားအကြောင်းသားတယောက်ရဲ့လက်ရာကိုသူသဘောကျသွားတယ်။ဘလတ်တောင်သူသဘောကျသွားတယ်လို့ဆိုရင်အတန်းပြီးသားတော့ အဲ့ကြောင့်သားကိုရှမ်ပိန်းတပလင်းတောင်ဆွချလိုက်သေးတယ်။အဲ့အတန်းပြေးကြတော့အလုံးပြန်တော့မဲ့အလုံးမှာအော်လင်းကပြောတယ်။ဆော့ဆော့ကရှမ်ပိန်းပလင်းရသွားတဲ့ကြောင်းသားကတော်တယ်။လက်ရကောင်းတယ်၊စိတ်ကူးကောင်းတယ်။ဒါပေမဲ့ဒီတညနေလုံးမှာသူမျက်မြင့်ညီမကသူတော်တဲ့အကြောင်းပဲ။သူဘယ်လိုဆွရသားသလဲဆိုတဲ့စကြောင်းကိုပဲထက်ကထက်ကစမြုပ်ပြန်ပြီးအမှတ်ရနေမှာ။ဒါပေမဲ့ငါအသေးအချင်းဝေခံလိုက်တဲ့ကြောင်းသားကတော့ ဒီညနေခင်းကဘယ်တော့မှမိမှာမဟုတ်ဘူး။ဒီပန်ခံရတဲ့အခါဘယ်လောက်နာကျင်တယ်လဲသူသိသွားပြီ။နောက်ကဘယ်တော့မှထမ်းမဖြစ်အောင်ကြိုးစားဖို့စိတ်ကပြင်းထန်သွားပြီ။ဒီတော့ချုံမင်းပြောရရင်တင်ခန်းဒီတင်ခန်းစာမှာပို့ပြီးအကျိုးရှိန်သွားတဲ့သူကအဆုခံရတဲ့ကြောင်းသားပဲတဲ့။သူပြောတာမှန်နဲ့။အရာရီကန်ကမ္ပဏီကိုတည်ထောင်ခဲ့တဲ့အန်ဆိုဖာရာရီကလည်းအလားတူပြောဖို့တယ်။ ဆူပလန်တစ်ခုထက်ဆုံးရှုံးသွားတဲ့အပြင်ဘက်တစ်ခုကသင်္ကန်းစာတွေပုံပြီးရနိုင်နေတယ်။တခါတရံမှာဝေဖန်မှုဟာချီကျူးခြင်းထက်ပိုအသုံးဝင်နေဒီလိုဝေဖန်ခံပြီးသင်ယူလေလားမြင့်ကျက်တော့ဖို့လိုတယ်။အပြင်ကြီးတဲ့သူတွေကြတော့မြင့်ကျက်ခြင်းမူတော်တယ်မှန်တယ်လို့ပြောတာကိုပဲကြားခြင်းနဲ့ရနေတဲ့လက်ခံထက်မှအသားချပျော်ရွှင်နေတယ်။တကယ်ထူးခြားတဲ့သူတွေကရင်ကျက်ခြင်းနဲ့နောက်တစ်ချက်ကိုဆက်တက်ခြင်းနဲ့ ထိတ်ဆုံးရောက်ခြင်းနဲ့ချီးမွမ်းစကားတွေထက်ဝေဖန်စကားတွေကို ပိုးပြီးကြိုးဆိုခြင်းနဲ့အဆိုတော့ Iris Clayton ကလည်းပြောပူတယ်။ငါဒီထက်ပိုတက်ပိုတော်နိုင်သေးတယ်ဆိုတာကိုသိတဲ့သူကမှတကယ်လူတော်အစိမ့်တဲ့ကိုယ်တို့ခကိုရှာဂျာမန်တွေအင်္ဂလန်ကိုပုံကျဲတော့ကျွန်တော်အဖေကရက်တက်တာအဖြစ်တာဝန်ထမ်းဆောင်နေတာ တရက်မှာစာတင်ကြောင်းတစ်ခုနာမှာဘုံကျက်ခံရတယ်။အကုန်ပြည့်စင်တစစီဖြစ်ကုန်တယ်။ရဲမှုနဲ့အဖြစ်အခွဲဝင်တွေကအဲ့ဒီနေရာကိုချက်ချင်းရောက်သွားကြတယ်။တခြားသူတွေဝင်မလာနိုင်အောင်စီတားထားရတယ်။ရေးချင်းတစ်ချင်းမှာပိတ်မိနေတဲ့ခလေးမလေးတယောက်ကိုအဖေတွေ့သွားတယ်။တုတ်တန်းအကြီးကြီးအောင်မှာခလေးမလေးရဲ့လက်ညက်နေတာဖြစ်စည်းသွားတဲ့အဆောက်အုံရဲ့အပိုင်းကျတွေကတုတ်တန်းပေါ်ထပ်ပြီးဘလုံးမဖင်မရဘူး။ ဘေးနားမှာကလည်းအချိန်မရေပြိုကျလာနေတဲ့နယံကြီးတစ်ခုကလေးမလေးကိုထိုးလို့မရတော့ဘူးနောက်ဆုံးမှဇာဝင်ကိုလှမ်းခေါ်ရတယ်ဇာဝင်ကပြောတယ်လက်ကိုဖြတ်လိုက်တာစိတ်အချရဆုံးမဲတဲ့မဟုတ်ရင်ဘေးကနယံကြီးပြိုကျလာရင် အသက်ပါဆုံးမဲတဲ့အဖေကလက်မခံဘူးကျွန်တော်အဖေမှလည်းအဲ့ဒီအချိန်တုန်းကအဲ့ဒီကလေးမလေးနဲ့မတိုင်မရသမီးတယောက်ရှိနေတယ်လက်တစ်ဖက်မပါဘဲဘဝကိုဖြတ်တန်းရမှာပေါ့သူဘလုံးမှမြင်အောင်ချလို့မရဘူးသမီးချင်းကိုချင်းစာမိတယ် တခြားနေလိုက်မရှိတဲ့အကြောင်းဆရာဝန်ကထပ်ပြောတယ်။အဖေကပြောတယ်၊"သူချင်းထဲကိုဆင်းမယ်။ဒုတန်းကြီးကိုအောက်ကနေမှကြည့်မယ်။နည်းနည်းလေးကြွလာရင်တောင်ခလေးမလေးကို လက်ကိုဆွဲထုတ်လို့ရ၊ဆွဲထုတ်လို့ရနိုင်တယ်။ဒါဆိုပုံကျက်လျင်နဲ့ထားရောက်လာရင်ဘယ်လိုလုပ်မလဲ။ဘယ်လိုလုပ်မလဲတဲ့ဆရာဝန်ကမေးတယ်။အဲ့ဒီနောက်မှာဘုံချဲချလို့ဘုံချဲချလိုက်လို့မြေကြီးတုံသွားရင်နေရန်ကြီးကဘိုင်းခနဲ့လဲကြလာမှာဒီခလေးမလေး လက်မဖြဲရဘူးဆိုရင်အဲ့လောက်တော့စဉ်းစားသင့်နေတဲ့အဖေကပြန်ပြေးတယ်။ဇာဝင်ကကောင်းကျင်နေစူးစားကြည့်ပေါ့။မရရင်တော့လက်ကိုဖြဲရမှာပဲတဲ့။ဒါနဲ့အဖေကမြေချင်းထဲကိုကိုတဝက်ပေါက်ချလိုက်တယ်။ရဲမှုကသူ့ခြေောက်ကိုနောက်ကနေဆွဲပေးထားတယ်။အဖေနဲ့တကတုတ်တန်းကိုမြဲမြဲဆုပ်ခိုင်းနေ။မပြီနော်။အဖေကအော့ပြီအော်ပြီတုတ်တန်းကိုအာကုန်ပေးမလိုက်တယ်။လက်မတစိမ့်လောက်လေး လုတ်တန်းကြွသွားတယ်အဲ့ဒီအချိန်မှာကလေးမလေးကိုဆွဲထုတ်လို့ရသွားတယ်ကလေးမလေးလက်မှာချက်ရနည်းနည်းပါးပါးကျန်ခဲ့တယ်လက်ဖြတ်စရာမလိုတော့ဘူးကလေးမလေးကိုပွတ်ချပြီးဆွဲထုတ်လာခဲ့ပြီးတဲ့နောက်စက္ကန့်ပိုင်းအတွင်းမှာဘုံတလုံးထက်ကျလာတယ်နေရန်ကြီးပြိုကျသွားတယ်ဆရာဝန်ကအဖြစ်အဖြစ်တက်တီကိုသဘောကျလန်းလို့အဖေစုတစိမ်းရဖို့ထောက်ခံစာရေးပေးတယ်။ဒါပေမဲ့အဖေဘာစုမှမရသွားဘူး။ခြေောက်ကိုကင်ပေးထားတဲ့ရေမူကြီးက သူရဲ့ကောင်းတစိမ့်စုရသွားတယ်။မတရားမှုလို့အဖေ့စိတ်ထဲထင်တာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့စိတ်ကလည်းဖြစ်နေလူတွေတည်ကြည်နေတဲ့အချိန်မှာဒီအကြောင်းထုတ်မပြောခဲ့ဘူးပေါ့။မိတော်မမိဘူးရဲ့။မိတော်မမိဘူးရဲ့။အဲ့ဒီအဖြစ်ကိုအဖေအမြဲတည်းရနေတယ်။အလားတူပဲကျွန်တော်ဆောင်းပါးရေးခဲ့တဲ့သူတယောက်ပြောင်းနဲ့ကျွန်တော်အရက်ဒူတော့ဖြစ်တယ်။အဲ့ဒီလူကလူတော့သူဖန်တီးတဲ့ညညာတွေကကောင်းတယ် စကားပြောရင်းနဲ့သူကယဉ်ဖွင့်တယ်။တခါတော့ကသူစိတ်ကူးတစ်ခုကိုအထက်လူကြီးကိုပြောပြဖို့တဲ့။ဒါပေမဲ့အဲ့ဒီစိတ်ကူးကိုမကြိုက်ဘူးဆိုပြီးပယ်ချလိုက်တယ်။နောက်တစ်နေ့လောက်အကြာမှာသူစိတ်ကူးနဲ့တစ်ထပ်တည်းနှီးပါတူတဲ့ကြညာထွက်လာတယ်။အကောင်းဆုံးကြညာစုကိုသူ့အထက်လူကြီးကရသွားတယ်။ဒါတော့သူပယ်ကျင်နဲ့မလဲ။ဘယ်တော့မှမမင်းနိုင်တော့ဘူး။ခွလမ်းမလွတ်နိုင်မို့။သူလို့တမရကိုသူများကအမြုပ်ကူစားသွားတာပေါ့။ ကျွန်တော်အဖေလိုပဲရင်ထဲမှာတစ်သက်လုံးတနှုံနှုံနေပေါ့သူတို့ခံစားချက်တွေကိုကျွန်တော်နားလည်ပါတယ်ကိုယ်တိုင်လည်းခံစားဖို့ပဲမတရားဘူးအတိမတ်ပြမခံရဘူးဒါကြောင့်မမေ့နိုင်ဘူးတရားတရားရဲ့ကြိုက်ရင်တော့ငါအဲ့လက်ပြောလာမှာပါဆိုပြီးစိတ်ထဲမှာမျှော်လင့်နေတယ်သို့တော့အဲ့ဒီကရောက်မလာနိုင်ဘူးဆိုတာကိုလည်းမတိစိတ်ထဲမှာတည်နေတယ်။ပြီးတော့ပြီးသွားပြီ။အတိတ်မှာကြံခဲ့ပြီ။အဲ့ဒါကိုတတိယနေတာကိုတယောက်ခဲ့ တခြားသူတွေကိုပြောပြရင်ကိုယ်ခံစားချက်ကိုသူတို့ဘယ်လိုနားလည်နိုင်မလဲ။ကြာရင်နားထောင်ရတာနားထောင်ရတာပြင်းမှပြင်းလာလိမ့်မယ်။ဒါကိုသိနေပေမဲ့ကျွန်တော်တို့စိတ်ထဲမှာမမေ့နိုင်ဘူး။ဖွင့်မလို့နိုင်မှုအခဲမကျေဘူး။ဒါပေမဲ့တခြားတွေးကြည့်ပါ။အဲ့ဒီအတိတ်အတိတ်ကိုဖတ်ရနေတဲ့ရင်ကျွန်တော်တို့အနာဂတ်ကို အာရုံမစိုက်နေတော့ဘူး။ပြဿနာမှာလည်းမပြောတော့ဘူးအတိတ်ကိုမင်းနိုင်ခြင်းဟာဆွဲလမ်းမှုမမင်းနိုင်ခြင်းဟာဆွဲလမ်းမှုတစ်ခုပါပဲ။ ို့ကိုစိတ်ဒုက္ခပေးနေတဲ့ဒီအမှန်တိတိကျကျနဲ့မရနိုင်ပဲမတွေးပဲမနေနိုင်ဘူးအာယုံကိုဖန်ဆားထားတယ်အင်းအားကိုစုံယူတယ်ဒီစိတ်ကိုမဆွတ်နိုင်ရင်ဘရိတ်မလွတ်ပဲမောင်းနေတဲ့ကာတစီလိုပဲဘဝကရှေ့ကိုမရောက်တော့ဘူးမဟာတမကန်ဒီရဲ့စံပုဂ္ဂိုလ်တတိယပါလက်စားချေခြင်းဆိုတာကိုမဆက်တဲ့ကကိုမဆက်တဲ့အစိတ်လောင်းထည့်ပြီးဟောဘကရန်သူတည်သွားဖို့မျှော်လင့်နေတာနဲ့အတူတူပဲတဲ့ နာမည်တလုံးကျွန်တော်ငယ်ငယ်ကစမိုးဘဲကြခုတယ်အဲဒီစမိုးဘဲက အနာဂတ်အတွက်တော်တော်လေးအရေးပါတယ်အဲဒီစမိုးဘဲအောင်ရင်ကြောင်ကကောင်းဝင်ခွင့်ရမယ်အင်္ဂလိပ်စာပြင်သစ်စာလက်တင်စာ သင်ချာလက်တင်ဘာသာ ယူပပေးတာတမန်စာရတွေကိုသင်ရမယ် GCEO level အတွက်လည်းဆက်ပြီးသင်ယူခွင့်ရမယ်စမိုးဘဲအမှတ်ကောင်းရင် GCE A level အတွက်သင်ယူခွင့်ရမယ် တက်ကတော့တန်ရမယ်။စမဝဲချသွားရင်တော့အဲ့ဒါတွေတခုမှမလုပ်ရတော့ဘူး။အစင်းနဲ့အကြောင်းကိုပဲသွားရမယ်။ယောက်ျားလေးဆိုရင်တန်အလုပ်၊လက်သမားအလုပ်တင်ရမယ်။မိန်းကလေးဆိုရင်စာကြည့်စာရဲ့အင်းချက်တင်တဲ့တက်ရမယ်။စင်္ဂနဲ့အရွယ်မှာကြောင်းပြီးယောက်ျားလေးဆိုရင်ဆက်ရုံတစ်ခုခုမှအလုံးဝင်မိန်းကလေးဆိုရင်လုံးယုံတွေမှာစည်ရင်းစည်ချီအလုံးလေးရဖို့ကြိုးစားဒါမှမဟုတ်အိမ်ထောင်ရသားပြုတ်အဲ့ဒီခက်ကအဲ့ဒီလိုပဲ ဆမ်မွဲတစ်ခုတည်းကဆမ်မွဲတစ်ခုတည်းနဲ့ဆုံးဖြတ်တာဒီတော့အဲ့ဒီဆမ်မွဲကိုမှဖုံးခနဲ့ကြတဲ့ကျွန်တော်ကိုအဖေနဲ့အမေကစိတ်မကြေဘူးပေါ့ဒါနဲ့မပြေသေးဘူးပုံဆိုးသွားတယ်ကျွန်တော်တက်ရတဲ့အကြောင်းကအရှိလန်နဲ့ဘက်မှာအငန့်ဆုံးကြောင်းဒါနဲ့လည်းမပြေသေးဘူးပုံဆိုးသေးတယ်အဲ့ဒီအငန့်ဆုံးကြောင်းမှာကျွန်တော်ကအငန့်ဆုံးဒီထက်ဆုံးစရာမရှိတော့ပါဘူးလို့ကျွန်တော်ထင်မိတာပေါ့ မိဘဆရာတွေ့ဆုံမွေးရောက်တော့မှထင်ထားတာလွဲတာပါပဲ။ဆရာတွေနဲ့တွေ့ပြီးစကားပြောဖို့ကြောင်းသားမိဘတွေအားလုံးတန်းစီဆောင်ရတယ်။ချင်းကမိဘတွေကိုဆရာတွေကမပြောသလဲ။ကျွန်တဲ့သူတွေအားလုံးကြားနေရတယ်။ကျွန်တော်တကယ်ချင်းမိဘတွေကိုဆရာကပြောနေတာတွေကိုကျွန်တော်အမေကြားနေရတယ်။ကောင်းလေးကထက်တယ်။ကြောင်းဆောင်လည်းတော်တယ်။ညံကောင်းတယ်ဆိုပြီးဆရာကကျွန်တော်တကယ်ချင်းရဲ့မိဘတွေကိုပြောပြနေတယ်။ဒီလိုနဲ့အမေအမေအလှယ်ရောက်ရော နောက်ကို GEO GCE O level ဆက်တက်ခရင်ကောင်းမလားဆိုပြီးအမေကအကြံတောင်းတယ်။ဇာကအားရပါရရင်လည်းအကြာကြီးရေပြီးတော့မှအဲ့ဒီကောင်လေးကိုကြောက်ထနေမဲ့အစားကားအစ်တကြီးတစီဝဲစီဝဲစီလိုက်ပါလားဗျာ။အဲ့ဒါကမှအဖက်တဲအောင်မယ်။သူ့ကိုပညာသင်ပေးနေလို့ကတော့ပတ်စံမီရှုထားတဲ့အတူတူပဲလေ။အတန်းကအကျဲကြီးအကုန်လုံးချိန်ရတယ်။အမေလည်းအရင်ချက်သွားတာပေါ့။ အိမ်ရောက်တော့အဖေကိုပြန်တိမ်ဖို့ပြင်းတယ်။အဖေကညဖက်အလုပ်စင်းရတော့အမေကအဖေကိုနှုတ်ဖို့အခန်းထဲဝင်သွားတယ်။ဘာဆက်ဖြစ်မလဲဆိုတာကိုကြိုသိနေတဲ့ကျွန်တော်ချက်ချင်းပဲကတ်တန်းစာအုပ်၃လေးအုပ်အိတ်ထဲသွတ်ထည့်ပြီးပန်းချန်ထဲကိုလက်တော့တာပဲ။မောင်လဲမောင်နေပြီဆိုတော့ကျွန်တော်ကမမြင်ရဘူး။ပန်းချံအပြင်မမမကနဲ့ပတ်ပြီးလက်ရှာနေတဲ့အဖေကိုတော့ကျွန်တော်လှမ်းမြင်နေရတယ်။တော်တော်ကြားမှအဖေလက်လျှော့ပြီးအလုပ်ကိုထွက်သွားတယ်။ ကျွန်တော်လည်းအိမ်ပြန်လာလိုက်တယ်။နောက်သုံးလေးပတ်လောက်တော့အစုခံအစဲခံပေါ့။အဲ့ဒီကြောင်းဆရာပြောလိုက်တဲ့စကားကိုကျွန်တော်ဘယ်တော့မှမမေ့ဘူး။ဒါကြောင့် Jerewater Spoon Company ပိုင်ရှင်ရဲ့ဇာတ်လမ်းကိုသိရတော့ကျွန်တော်အတော်လေးသဘောကျသွားတယ်။ Water Spoon Company ကအင်္ဂလန်တဝန်းမှရှိတဲ့ဟိုတယ်တွေ၊ဘီယာဆိုင်တွေတော်တော်များများကိုပိုင်နေ Water Spoon Company ကို1996မှာ တမ်မာတင်ဆိုတဲ့သူကတည်ထောင်ခဲ့တာအခု Weatherspoon Company နဲ့အောက်မှာဘီယာဆိုင်964ဆိုင်ဟိုတယ်16ခုနဲ့ဝန်ထမ်း2000ကျော်ရှိနေပြီတနစ်ကိုပေါင်955တန်ဝင်ွေရှိတဲ့အမြတ်ကပေါင်25တန်ကျော်ကျွန်တော်စရင်ကြိမ်မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီနံပါတ်တွေကိုကြည့်တာနဲ့ Weatherspoon Company ရဲ့အောင်မြင်မှုကိုသိနိုင်တယ်ကျွန်တော်တော့အကြဆုံးက အဲ့ဒီ company ရဲ့နာမည် Weatherspoon လို့ဘာကြောင့်ခေါ်ခဲ့တယ်လဲ Weatherspoon company တိုင်ရှင်ဒိမန်တင်မှာငငယ်တုန်းကအကြောင်းဆရာတယောက်ရှိဖို့တယ်အဲ့ဒီဆရာရဲ့နာမည်က Weatherspoon နဲ့အဲ့ဒီဆရာကဒီမှာတင်ကိုပြောဖို့တယ်အပြေရောက်လာရင် မင်းပါမှ ဖြစ်လာမှာမဟုတ်ဘူးအလကားကောင်းနဲ့ဒီမှာတင်ကအပြေရောက်လာတယ်အဲ့ဒီစကားကိုသူမမေ့ဘူး သူ့ဆရာရဲ့စကားမှအကြောင်းသက်သေပြချင်တယ်။ဒါပေမဲ့မာတင်ဆိုတဲ့နာမည်နဲ့အလုံးလုံးရင်သူ့ဆရာကတိထားမိမှာမဟုတ်ဘူးဆိုတာကိုသူသိတယ်။မာတင်ဆိုတဲ့နာမည်ကအတုံးများတာကိုဒါပေမဲ့ Winter Spoon ဆိုတဲ့နာမည်ကရှားတယ်။ခုနာမည်ကိုမြင်ရင်လူတယောက်ကတိမထားမိပဲမနေနိုင်ဘူးဆိုတာကိုမာတင်လည်းသိတယ်။ဒါကြောင့်သူ့ကမ္ပဏီကို Winter Spoon ဆိုပြီးတမင်ကိုနာမည်ပေးပစ်တာ။ တနင်္ဂနွေလုံးကဘီယာဆိုင်တွေဟိုတယ်တွေမှာအဲ့ဒီငါမင်းနဲ့စိတ်ပုတ်တက်ထားတာကိုသူ့ဆရာကမြင်စင်ချင်တာဆိုင်တွေရဲ့ရှေ့ကဖြစ်သွားတဲ့ဒီနာမီကိုတွေ့စေချင်တာမင်းဘာမှဖြစ်လာမှာမဟုတ်ဘူးအလကားကောင်းဆိုပြီးသူ့ကိုယ်တိုင်တစ်ချိန်ကသတ်မှတ်ခဲ့တဲ့ចောင်းသားဟောင်းတယောက်အခုပဲအချိန်နဲ့ရောက်နေပြီလဲဆိုတာကိုသိစေချင်တာဟုတ်ကဲ့ပါရှင်။နားဆင်ပြီးခင်ကြတဲ့သူအားလုံး ကျေးဇူးတို့အချို့ပဲတင်ရှိပါတယ်နောက်လာမယ့်အပိုင်းဆက်များကိုလည်းနားဆင်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်